ချင်းရေပျော်တယ်ကိုရဲ့ပျော်တယ်လားမမရေပျော်တယ်မောင်ရဲ့ကျွန်တော်ဆိုအဲ့တချင်းတန်ကြားလို့ရှင်ဒါဒီလိုတော့လှုပ်မိသွားတာဗီပါဟင်းရဲ့တခြင်းမာတဲ့တယုတ်ဆောင်ပေးတယ်လေကိုတာကြီးရတယ်သူတခြင်းကြတော့တယုတ်မဆောင်ပေးဘူးပေါ့နော်အဲ့တော့သူ့ကိုမချစ်ဘူးလားပေါ့နော်မရဘူးဝင်တယုတ်ဆောင်ပေးရမယ်ဆိုတော့သူ့ရဲ့တီးလုံးတွေထဲမှာကျွန်တော်နှဲတန်လေးကိုကြားလိုက်တာပေါ့ကြားလိုက်တော့အော်နှဲလေးမှုတ်ပြမယ်ပေါ့ ပူတင်မျိုးကြီးရဲ့တခြင်းလေးကလည်းပြောပြောသလားဟိတ်ဆိုတဲ့တခြင်းလေးပေါ့နော်အဲ့တခြင်းလေးရဲ့နာမည်ကတော့နှုတ်မဆက်ချင်ဘူးပေါ့နော်အဲ့အဲ့တခြင်းလေးကဘာပဲပြောအာကျွန်တော်တို့တွေပေါ့နော်အခက်ခဲတွေအတားဆီးတွေပြီးတော့နောက်ဘယ်လိုပြောမလဲခက်ခဲမှုတွေကြားရမှာရုန်းကန်နေကြရတာလေကျွန်တော်တို့ဘဝတွေကဒါဟိုကုတုစင်တန်းကဒီတိုင်းပဲပေါ့နော်ဘဝမှာခက်ခဲတွေရှိကြတယ်အဲ့လိုအခက်ခဲတွေကြားမှာရုန်းကန်နေတာမှာဒီသချင်းလေးကိုကြားလိုက်တဲ့အခါမှာခက်ခဲတာတွေအားလုံးမေ့ပြီးတော့ပြုံးပြော့သွားစီတဲ့သချင်းလေးတစ်ခုလို့တော့မြင်မိတယ်အဲ့အတွက်သချင်းလေးစပြီးလာပြကြရလဲအရန်သဘောကြတယ်အဲ့သချင်းကိုဝယ်ခြင်းတော့လေ ကိုတင်မျိုးဦးကဘီပါဟင်းစီယာဝယ်တာဘီပါဟင်းကလည်းသူ့အဖေရဲ့တခြင်းတွေကိုအရန်တံမိုးထားတဲ့အတွက်ဘယ်သူမှမရအောင်မရောင်းတဲ့အတွက်ကိုကဂျားထဲကနေပေါ့ဘယ်လိုပြောရွှေဂျိုပေါ့လုတ်ပေးရတာပေါ့နော်ညီမလေးရောင်းလိုက်ပါအကိုကြီးကလည်းတေချာဆုံးမှာပြီးအကိုကြီးက MTV ဆိုလည်းတေချာရိုက်မှာဟာအကိုကြီးကလည်းဟုတ်တယ်ပေါ့နော်သူတေချာရိုက်မယ်တေချာပုံဖော်မယ်ဆိုဂျားထဲဒါပေါင်ကူတရာလေးပေါ့လုတ်ပေးလိုက်တဲ့အတွက်ဒီတခြင်းလေးကဖြစ်မြောက်သွားတယ်အဲ့တချင်းလေးကိုစို့ဖို့အကြံဉာဏ်ပေးတဲ့သူတွေကဒီတချင်းကတော့ကိုတင်မျိုးဆိုဒါပေမဲ့ဘီပါဟင်းကရောင်းမှမဟုတ်ဘူးဆိုတာကို တခါတည်းဇက်တိုက်ပြောလိုက်တာအဲ့မှာကိုတမျိုးကကျွန်တော်ဝယ်ခိုင်းတဲ့အတွက်ကျွန်တော်ဝယ်ပေးတယ်အဲ့လိုပဲဈားထဲကနေပေါင်းကူတရားလေးလုတ်ပေးလိုက်တဲ့အချိန်မှာဒါဒီသချင်းလေးကဖြစ်မြောက်သွားတယ်ဗောနော်ရိုက်ကူးတဲ့အခါကျတော့လေကျွန်တော်တို့အကြံဉာဏ်ပေးတဲ့အတိုင်းလေးကိုပဲကိုတမျိုးကအကုန်ကြခံပြီးတော့တကယ်ကို အမြတ်တနိုးနဲ့အမှုပညာကိုတမိုးထားပြီးတော့ရိုက်ကူးပုံဖော်တာကိုတွေ့ရရတယ်ကိုရိုင်းလည်းဒါအစဆုံးပါဝင်ပြီးတော့စီစဉ်ပေးထားတာဖြစ်တော့တခြားမလို့အခုလိုတချင်းလေးကလူတွေလည်းဟိုအမြန်ရောက်သွားတယ်သဘောကျတဲ့လူတွေလည်းအများများတယ်အဲ့အတွက်လည်းကျေနပ်တယ်ကျွန်တော်ဆိုအဲ့တချင်းတန်ကြားလို့ရှင်ဒါဒီလိုတော့လှုပ်မိသွားတာ ကိုတင်မျိုးဦးကအဲအဲ့တချင်းကိုရိုက်တဲ့အခါမှာကျွန်တော်ဝင်ရိုက်ပေးပါတဲ့တော့ဝင်ရိုက်ခိုင်းတာကကျွန်တော်ဘယ်လိုဆိုအဲ့ပျော်သလားဟိဆိုတဲ့အထက်မှာဝင်ကခိုင်းတာပေါ့နော်ကျွန်တော်အနေနဲ့ကဒါကျွန်တော်ရဲ့ type မဟုတ်ဘူးပေါ့နော်အာပြီးတော့ကျွန်တော်ကလည်းဒီဟိုဘယ်လိုပြော MTB တွေဘိုင်ထဲမှာဝင်ရိုက်တာကျွန်တော် post တောင်တင်ထားပါသေးတယ်စသလိုနဲ့ကျွန်တော် selfie ဖြစ်ချင်လို့မင်းသားဖြစ်ချင်လို့ line ကြောင်တာမဟုတ်ဘူးအာကျွန်တော်ကူညီရမယ့်သူတွေကိုကူညီပေးတာဆိုပြီးတော့ကျွန်တော်ပြောထားတယ်ပေါ့အခုလည်းဒီလိုမျိုးပဲကိုတင်မျိုးကဘာပြောလဲဆိုတော့ Viber Hang ရဲ့တချင်းမှာတဲ့တယုတ်ဆောင်ပေးတယ်တဲ့ကိုတာကြီးရတယ်သူတချင်းကြတော့တယုတ်မဆောင်ပေးဘူးပေါ့နော်အဲ့တော့သူ့ကိုမချစ်ဘူးလားပေါ့နော် မရဘူးဝင်တယုတ်ဆောင်ပေးရမယ်ဆိုတော့ကျွန်တော်အဲ့လိုဘယ်လိုပြောဗလိုင်းကတဲ့နေရာမျိုးတော့ကျွန်တော်တယုတ်မဆောင်ခြင်းဘူးဆိုတဲ့အခါကျတော့သူ့ရဲ့တီးလုံးနေထဲမှာကျွန်တော်နှဲသံလေးကိုကြားလိုက်တာပေါ့ကြားလိုက်တော့အော်နှဲလေးမှုတ်ပြမယ်ပေါ့ကျွန်တော်နှဲအဲအဲ့မှာရှိရလေတချို့ဆို DJ တီးပြတာတို့ drum တွေတီးပြတာဆိုတော့ကျွန်တော်နှဲလေးမှုတ်ပြမယ်အဲ့တော့နှဲကိုလည်းကျွန်တော်တယောက်တည်းမမှုတ်ဘဲနဲ့ဒါအဆိုတော်ဥပ္ပဟင်းရဲ့တချင်းဖြစ်တဲ့အတွက်သူ့ရဲ့မြီးလေးဖြစ်တဲ့အလုံးလေးရဲ့ကျွန်တော်ရဲ့ကျွန်တော်မြောက်ကလည်းပုံစံတူလေးလေအဲ့တော့အလုံးလေးနဲ့အလုံးကြီးနဲ့ပေါ့နော်နှစ်ယောက်နှဲလေးမှုတ်ကြမယ်ဆိုပြီးကျွန်တော်တို့ဒါဟိုအကိုကြီးကိုကျွန်တော်ကအဲ့ ညာလေးပဲပါပါရစေဆိုပြောပြီးတော့မှကျွန်တော်နှဲလေးဝင်ပြီးတော့မှုတ်ပေးတယ်အဲ့ဒီမှာအမှတ်တရလေးပြောပြမယ်ဒီပါဟင်းရဲ့သားလေးရလေးလုံးဝအမှုပညာပေါ်ကအပြည့်တိတ်ချက်เนาะပြီးရင်အိုင်ကျူအရန်မြင်တယ် တော်တော်မြင့်တဲ့ကလေးလေးဒီကလေးလေးကကြီးလာလို့ရှိရင်တော်တော်အောင်မြင်မဲ့ကလေးလေးဘာဖြစ်လို့လဲဆိုတော့အခုအသက်ကဟို3နှစ်ကျော်4နှစ်ပဲရှိသေးတယ်ပေါ့နော်အဲ့ဒီနေ့မှာရိုက်ကွင်းကိုရောက်လာတဲ့အခါမှာစက်တင်3ခုဆင်ထားတယ်အဲ့စက်တင်3ခုထဲမှာမှာကျယ်ဒီလာတွေနဲ့ဆင်ထားတဲ့စက်တင်ကဘယ်လိုပြောရမလဲအမိုက်စားလေးဖြစ်နေတာပေါ့အားလုံးထဲမှာဆိုတော့သူကဘာပြောလဲဆိုတော့အဲ့စက်တင်ရှေ့မှာရက်ပြီးတော့ကျွန်တော်တတဒီမှာပဲရိုက်မယ်တဲ့ လုံးဝအိတ်ဆက်တင်ရှင်းရနေမခွာဘူးအဲ့ဒါကျွန်တော်တို့ဘာလို့လဲဆိုတော့သူ့ကိုလှိုင်းပိုင်းပြီးတော့ကျွန်တော်တို့ဗမာဝတ်စုံလေးဝတ်ထားတော့ဗမာဆက်တင်ရှင်းမှာရိုက်ပြရမှာပေါ့အဲ့တော့သူ့ကိုလှိုင်းပိုင်းပြီးတော့ဗမာဆက်တင်ရှင်းကိုခေါ်ပြီးတော့ဆိုတော့လေဒီမှာရိုက်ပြီးဟိုမှာဆက်ရိုက်မှာတော့ကျွန်တော်ဆက်ပြောပြန်အောင်။အော်ဟုတ်ပြီဟိုဘက်ကိုလည်းရိုက်မယ်ပေါ့နော်။သူကိုယ်တိုင်ဆက်တင်ရွေးတာအဲ့လောက်ထိခလေးကအိုင်ကျူမြင့်တာပေါ့။ပြီးရပြင်သူ့ကိုဘုံလေးပေါ်တင်ပြီးတော့ကျွန်တော်လည်းအရက်မညီတော့ဘုံလေးပေါ်တင်ပြီးရိုက်တော့သူဘာလုပ်လဲဆိုတော့ရိုက်နေတဲ့အချိန်တွေမှာနော်။ဗဇက်ကနှဲမုတ်တဲ့အိုင်တင်ကိုလုံနေပြီးကျွန်တော်ဘာပြောနေလဲဆိုတော့လေ ပြုတ်ကြမယ်ကင်တာပြုတ်ကြမယ်ကင်တာအဲ့ဒါကိုသူပါဇက်ကပြောနေတာကျွန်တော်အိုင်တင်ကတော့သူကနှဲမှုန့်နေတယ်အဲ့တော့ကျွန်တော်လက်တစ်ဖက်ကသူ့ကိုကင်တာရတယ်ကျွန်တော်ပုံကြည့်လိုက်ကျွန်တော်အဲ့မှာနှဲကိုဒီလိုတစ်ဖက်တည်းနဲ့မှုန့်ရတယ်ဘာလို့ဆို तू ကကျွန်တော်နှဲမှုန့်ရင်းနဲ့တင်နေတာပြုတ်ကြမယ်ကင်တာပြုတ်ကြမယ်ကျွန်တော်အကနေအဲ့လိုကင်တာရတာအဲ့လောက်ထိခလေးကတော်တော်တော်တာ เนาะ तू ပြုတ်ကြမအောင်လဲ तू တိတယ် तू ရိုက်ချင်တဲ့ setting ကိုလဲ तू ရွေးတယ်အမိုက်ဆုံးဆိုတဲ့ setting ကိုပဲ तू ရိုက်ချင်တယ်အဲ့ဗမာမှုမှာ तू မရိုက်ချင်ဘူးဒါပေမဲ့ကျွန်တော်တို့ဗမာမှုမှာပဲရိုက်ခဲ့ရတာဗောနော်ကိုတင်မျိုးကအစိုးရကိုတင်မျိုးကလည်းကျွန်တော်ကိုချစ်တယ်ဗောနော်ချစ်တော့ तू ကဗာပြောလဲဆိုတော့လေစပြီးတော့ကျွန်တော်နဲ့စတွေ့ကြတယ်ကသူကပြောတာကိုတာကြီးတယ်ကိုတာကြီး style ကိုကျွန်တော်ကသဘောကျတာတယ်အဲ့တော့ကျွန်တော်ကိုကိုတာကြီး style ဖြစ်အောင်ပြောင်းပေးတယ်အဲ့လိုမျိုးပြောတာပြောတဲ့အတွက်ကျွန်တော်ကလည်း तू နဲ့ ကျွန်တော် with the လုံမျိုးသူ့ကိုစင်ပေးပေါ့နော်သူကဘာပြောလဲဆိုတော့ तू ဒီဇိုင်နာတွေအများကြီးကို तू ပတ်စံတွေပုံပေးပြီးတော့လဲအင်ကြီးတွေလည်းချုပ်ခဲ့တယ်အင်ကြီးမရလာဘူးတဲ့နော်ပြီးရင်အဲပိတ်စတွေဝယ်ပေးဆိုလို့ဝယ်ပေးခဲ့တယ်ပိတ်စပြန်မရောက်လာဘူးတဲ့သူ့ကိုမလုတ်ပေးကြဘူးပေါ့နော်အဲ့တော့ ိုသားကြီးလှုပ်ပေးပါတယ်ဆိုတပြောတဲ့အခါကျတော့ကျွန်တော်ဩစိတ်ထဲမှာလေကိုအကိုကြီးရွယ်ဖြစ်တယ်ကိုဦးလေးရွယ်ဖြစ်တဲ့အခါကျတော့ကိုလှစေခြင်းနဲ့ပြီးတော့ဟိုသားသမီးတွေကလည်းအဝေးမှာလင်မယားနှစ်ယောက်ပဲရှိတယ်သားသမီးတွေကနိုင်ငံခြားမှာကြောင်းတက်နေကြတဲ့အခါတော့လင်မယားနှစ်ယောက်ပဲရှိတဲ့အခါကျတော့ဘေးမှာလှုပ်ပေးမဲ့ကူပေါ်လောင်ပဲမရှိတဲ့အခါကျတော့ကိုအကိုကြီးတယောက်လိုမျိုးကျွန်တော်တံမိုးထားပြီးတော့ကျွန်တော်လှုပ်ပေးခဲ့တယ်ပေါ့အဲ့လိုစိတ်နဲ့ကျွန်တော်လှုပ်ပေးခဲ့တာနောက်တစ်ယောက်ရှိခဲ့သေးတယ်ဗမာပြည်သိန်းနဲ့ဗမာပြည်သိန်းနဲ့အစိုးရကြီးဗမာပြည်သိန်းနဲ့မမနုနဲ့တော့ဆိုလဲကျွန်တော်အဲ့လိုမျိုးပဲသူတို့ကိုကျွန်တော် စိတ်ထဲမှာအာကိုရဲ့အကိုကြီးအကိုကြီးလို အဖေလိုဟိုဦးလေးလိုမျိုးသဘောထားပြီးကျွန်တော်ကူပေးခဲ့တာအခုလည်းအဲ့လိုမျိုးကျွန်တော်စိတ်နဲ့ကူပေးခဲ့တယ်ဝက်စားတွေဆိုလည်းသူနဲ့ లై ဖ်ဖတ်မဲ့ဟာလေးတွေကျွန်တော်တက်နေတဲ့လောက်ရွေးချုပ်ပေးတယ်သူကအယောင်တောက်တောက်တွေပဲကြိုက်တော့ကျွန်တော်တောက်တောက်ကလေးတွေလုလုပေးရတာပေါ့နော်အခုသပင်ဆိုရင်လည်းကျွန်တော်သပင်အတိုင်းအောင်သူလုခိုင်းတာလုံးဝတူမသူက ကြိုက်တယ်မတွင်မကြိုက်ဘူးအဲ့တော့သဘင်ုံလည်းပုံစံတူအောင်ကျွန်တော်လုပ်ပေးရတယ်ဆိုတဲ့အခါကျတော့ကိုသားကြီးနောက်တစ်ယောက်ပေါ်လာပြီဆိုပြီးစကြတယ်ညီကိုညီကိုတွေလားလို့ပြောတယ်ချို့ကလည်းနောက်ပြီးညီမတွေလားလို့ပြောကြတယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ်ပေါ့နော်ပြောတယ်ဆိုတဲ့နောက်တော့ဒါကျွန်တော်တို့ကိုမျက်လုံးထဲမှာမြင်လို့ဟိုလတ်ရှာဖြစ်လို့ပြောတာပေါ့နော်ဟိုမုံရင်တော့ဘယ်သူမှပြောမှလည်းလှဲ့မကြည့်ဘူးလို့ဟိုဘက်လှဲ့သွားမှာပေါ့အဲ့တော့အားလုံးပေါ့ဟိုချစ်လို့ပြောပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဲ့ပြောပေါ့နော်နှုတ်ဆက်ဖို့ဆိုတဲ့တခြင်းလေးကိုလည်းအားပေးပါလို့ဒီနေ့ကနေပြောပြရစီခင်ဗျာ